နေပြည်တော်တက္ကိနသီရီမြို့နယ်ပြည်သူ့လွှတ်တော်အတွက်ဝင်ရောက်ရှင်မြိုင်မဲ့လေယာဉ်နဲ့ဆယ်များဝင်းကြီးဥမြင့်လှိုင်ကိုမဲပေးဖို့တိုက်တွန်းတဲ့စာရန်ပါတဲ့ ठी ရက်တောင်အစရှိတာတွေအပါအဝင်ကျောင်းသုံးပရိဘောကစန်စီတွေကိုပါဝင်ရောက်ရှင်မြိုင်မဲ့မြို့နယ်ကကြေးရွာတချို့မှာဒီကနေ့ဝေငှခဲ့တယ်လို့သိရပါတယ် RFA သတင်းတော်ကိုဝင်းကိုကိုလက်ကတင်ပြထားပါတယ်ရှင်ကျေးဇူးပါကဲအားလုံးကလက်ခုပ်လေးဒီဝဲအားပေးအောင် ်မဲဆယ်ဝင်းကြီးဥမြင့်လိုက်ဟာပြည်သူ့လွတ်တော်အတွက်နေပြည်တော်တခိနာတီတီမဲဆနာနယ်မြေကနေရှင်းပြမှဖြစ်ပြီးအဲ့ဒီမဲဆနာနယ်မြေမှာပါတဲ့ကျိုးရပေါင်း22ရွာမှာရှိတဲ့ចောင်းသားတွေအတွက်ပြည်ဘောကတွေဆရာဆရာမတွေအတွက်ចောင်းဝင်းဆုံဆန်စီတွေဝင်ကားခဲ့တာဖြစ်ပါတယ်အဲ့ဒီပေးရပွဲကိုလက်ဆယ်ဝင်းကြီးဥမြင့်လိုက်တော့မတရောက်ခဲ့ပါဘူးဒါပေမဲ့မန္တလေးအိုင်းဒေသကြီးမြို့သားလွတ်တော်မဲဆနာနယ်အမှတ်30ကဝင်ပြိုင်မဲ့လက်ဆယ်ဝင်းကြီးဌာနကအငိမ့်သားညွှန်ချုပ်ဥကျော်ဝင်းကဝင်းကြီးဥမြင့်လိုက်ရင်ညွှန်ကြားချက်နဲ့ဆောင်ရွက်တာလို့ပြောပါတယ်အခုချိန်မှာသူက တနင်္ဂနွေလုံးမှာပြေးပေးနေဖြစ်တဲ့ကကြတော့ကျွန်တော်တို့ကျွန်တော်ရဲ့စတဲ့ဘုံနဲ့ဈေးတက်သွားတာပေါ့နော်အဲ့တော့ဝင်းကြီးကဒီကျွန်တော်တို့ဒီမှာရှိတဲ့ဝန်သားတွေပေါ့တက်ခိနဲ့ပြည်တွေမှာရှိတဲ့သူ့ရဲ့နေမြေမှာရှိတဲ့ဝန်သားတွေကိုညာရေးပြသားစုတွေတားတော့ကျွန်တော်တို့ကတော့ဟိုနောက်တစ်ခုကထွေးဥမိသားစုတွေနောက်ကျွန်တော်ပြည်ရေးရေးမိသားစုတွေလည်းဒီဆန်နှစ်လသာပေါ့ဆန်ချုပ်ပြီးဆန်ချုပ်ပြီးဒီလောက်ချုပ်ပြီး7ပြီပေါ့7ပြီနဲ့ဒါကျွန်တော်ထောက် ဥကြုံဝင်ဝင်ပြိုင်မဲ့မြို့သားလူတို့မဲဆန္ဒနဲ့အမှတ်30မှာစပူတီရီဒခိနာတီရီလေဝင်းနဲ့ပြင်မနာမြို့နယ်တွေပါဝင်ပါတယ်။နိုဝင်ဘာလ10ရက်မှာကျင်းပမဲ့ထွေထွေရွက်ကောက်ပွဲအတွက်ကုသလေလောင်းနေဟာစက်တင်ဘာလ10ရက်နေ့မှာမဲဆွဲခွင့်ရရှိမှာဖြစ်ပါတယ်။ခုလိုဥမြင့်လိုက်တဲ့ဥကြုံဝင်ကိုမဲပေးဖို့ထီးတွေရက်တောင်နေမှာရေးပြီးပေးဝေတာမဲဆွဲတာဖြစ်ပါသလားဆိုတဲ့ RFA သတင်းဌာနရဲ့မေးမြန်းချက်ကိုဥကြုံဝင်ကညင်းဆိုပါတယ်။ဒါကျွန်တော်တို့ကမဲဆွဲတာမဟုတ်သေးဘူး။တဘောဒါမဲဆွဲတဲ့ကာလလည်းမပြောသေးဘူး။မဲဆွဲတာမဟုတ်သေးဘူး။ နော်သူတို့မဲဆွဲတဲ့ကာလကိုကျွန်တော်လုပ်ကုန်မလုပ်သေးဘူးတကယ်မဲဆွဲမှာတော့ရှင်းနေမှာပေါ့နော်ရှင်းနေမှာကျွန်တော်လုပ်အဲ့ဒါလေးကတော့အခုကရချိုးပြီးတော့သူတို့နမူနာလေးပြတဲ့သဘောပဲရှိပါသေးတယ်နော်ကျောင်းသားမိဘတွေကိုမင်းညကလေးကရက်ွက်အိုးချိုရီမှုရုံကခေါ်ထားပြီးချိုရီဘူးတွေ၊ထီးတွေ၊ရက်တောင်တွေပေးခဲ့တယ်လို့တခိဏသီရီမျိုးရွာသွေးရွာကမတင်တဲ့ခိုင်ကအခုလိုပြောပါတယ်။ကျောင်းသားမိဘရဲ့ကြတော့ညောင်ငောင်ကအဲရွာလူကြီးကအော်ထားတာလေ။ကျောင်းသားမိဘရဲ့လာခဲ့ရမယ်ဆိုလို့သွားလိုက်တဲ့ခါကျတော့ ဒီကြောင်းလဲရောက်ကြရောကြောင်းသားမိဘရေးစောင့်ပေးရမယ်ဆိုလို့စောင့်လို့ကြိုကြိုရမယ်ဆိုလို့ဥတီရင်နဲ့လဲကြိုပေးရလေဥတီရင်နဲ့ကြိုပြီးတော့အခုကြာတော့သူကကြောင်းကန်းထဲကိုဝင်ပြီးတော့ဆရာမိုက်နဲ့ဆွေးနေရကြောင်းသားမိဘရေးအပြင်မှာကပြီးပေးရချိုရဘူးတယောက်တဘူးတီဝေရဒီမဲ့အဝါလေးတင်ပေးရဟုတ်အားလေးပါ ပေးဝေခဲ့တဲ့အစိမ်းအောင်ထီထီမှာတို့အတွက်အမှန်တကယ်အကျိုးပြုမဲ့ကိုယ်စားလှယ်ဦးမြင့်လိုင်ကိုဒူအားလုံးထောက်ကန်ဆန္ဒမဲ့ပေးကြစို့ပြည်သူထံမှပြည်သူထံတို့ဆိုပြီးစာသားတွေပေါဝင်ပါတယ်အစိမ်းအောင်ရက်တောင်နေမှာတော့မျိုးဘသာသာသနာတော်တည်တံ့ရန်ဥပဒေစိုးမိုးရန်အလောက်ကန်ရရှိရန်တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက်တရားဥပဒေစိုးမိုးရေးကိုကြိုးပမ်းဆောင်ရွက်မယ်လူတိုင်းအာမခံအလောက်ကန်ခွင့်လန်းရရှိစေရေးနဲ့လူတန်းစေဝင်ငွေတိုးတက်ရရှိစေရေးကြိုးပမ်းမယ်ဆိုတာတွေလည်းပါရှိပါတယ်ဒါအပြင်ဆရာဆရာမတူဦးကိုဆန်ဆက်နှက်ပြီးစီနှစ်ဘူးလူတန်းသွားရလို့မကြီးကောင်းကြီးရွာ မူလာတန်းလဲလွန်ကျောင်းကเจ้าဆရာမဒေါ်မင်းမင်းဆိုကအခုလိုပြောပါတယ်။တမရီတို့ကဝစ်စုံဝစ်စုံရဲ့အဲဒီဝါဆန်၆ပြည့်ရဲ့စီတုံးရဲ့နှစ်လားသာပေါ့နှစ်လားသာဆိုဆန်ဆက်နေပေါ့။စီရနှစ်ဘူးအလိုပြီးပါ မန္တလေးတိုင်းဒေသကြီးမြို့သားလွတ်တော်မဲဆန္ဒနဲ့အမတ်၁၀က NLD ပါတီကဥကြော်မြင့်ဦးနဲ့စက်ခိုင်ဖွံ့ဖြိုးရေးပါတီကဥမတ်ကြီးတို့ပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။ RFA ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးနေပြည်တော်ကောင်စီနယ်မြေပြည်တော်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကိုဆက်သွယ်ခဲ့ပေမဲ့ကော်မရှင်ဥက္ကဋ္ဌမရှိဟုသာဖြေကြားခဲ့ပါတယ်ခင်ဗျာ။